အာဆနယ်အသင်းရဲ့ကွင်းလည်လူသောမတ်စ်ပါတီဟာအက်တလက်တီကိုမက်ဒရစ်ဘာစီလိုနာအသင်းစတဲ့စပိန်ကလပ်တွေနဲ့စကားပြောနေတယ်ဆိုပြီးတော့သတင်းထွက်လာပါတယ်။ဒီသတင်းဟာအသက်30ကျော်ပလေယာတယောက်ရဲ့ career နောက်ပိုင်းကိုကလပ်အသင်းရှာတယ်ဆိုတာထက်ပိုပြီးတော့ကြေပြန့်တဲ့နောက်ဆက်တွဲကိစ္စတွေရှိနေတယ်လို့ကျွန်တော်ကပြောချင်တယ်။အထူးသဖြင့်အာဆနယ်အသင်းပတ်ချံအတွက်ပါ။လလော့ဆယ်အာဆနယ်အသင်းနဲ့သောမတ်စ်ပါတီရဲ့အခြေအနေကိုအရင်ဆုံးကျွန်တော်တို့ပြန်ပြီးပြောရအောင်။သောမတ်စ်ပါတီဟာဒီယာတီမှာခြေစွမ်းအကောင်းဆုံးပြနေတယ်။ တကယ်တော့ Arsenal က Thomas Partey ရဲ့ performance ကောင်းကောင်းတွေကိုလိုချင်လာခဲ့တာကတော့စပြီးရောက်လာကြတဲ့ကပါပဲ။ Partey ဟာသူဝင်ကစားရတဲ့ပွဲတိုင်းမှာထူးချွန်တဲ့ခြေစွမ်းကိုပြနိုင်တယ်။အသင်းကိုအများကြီး carry လုပ်ပေးနိုင်တယ်ဆိုပေမဲ့သူ့ရဲ့ player တက်တန်းတစ်ချောင်းမှာဒဏ်ရာရတဲ့ record ကလည်းတော်တော်လေးများတယ်။ Arsenal အသင်းစီရောက်လာမှဒဏ်ရာရတာများလာတာပါ။သူ Atletico မှာကစားတော့တော့တော်တော်လေးကို strong ဖြစ်တဲ့ player မျိုးပါ။အဲ့ဒါကြောင့်မို့လို့ပြီးခဲ့တဲ့ရာသီလောက်တုန်းကဆိုလို့ရှိရင် Partey နဲ့ပတ်သက်ပြီးတော့ Arsenal fan တွေဘက်က give up down လုပ်လိုက်တဲ့အခြေအနေမျိုးတွေရှိပါတယ်။ သို့တော့ဒီယာဒီမှာပါတီပြနေတဲ့ခြေစွမ်းကတော့အလုံးမျောလင့်မထားတဲ့ခြေစွမ်းမျိုးဖြစ်ပါတယ်။အဲ့ဒီလိုနဲ့စာချုပ်သက်တမ်းကုန်မဲ့အခြေရောက်လာတယ်။ Arsenal အသင်းဘက်ကလည်းအသက်32နှစ်ရှိပြီဖြစ်တဲ့ကွင်းလယ်လူကို1 year ပဲ extension တိုးချင်တယ်။ဒါလည်း reasonable ကြတဲ့ကိစ္စပဲ။တစ်ဖက်ကပါတီရကြတော့သူ့အနေနဲ့300ဒီလောက်ရှိတဲ့စာချုပ်သက်တမ်းမျိုးကိုတစ်ဖန်ပြန်ပြီးတော့လိုချင်နေတယ်။အဲ့ဒီလိုမျိုးလက်ရှိအသင်းနဲ့ညှိလို့မရ ဖြစ်နေတဲ့အခြေအနေမှာတခြားအသင်းတွေနဲ့စကားပြောတဲ့အကြောင်းကကြဲကြဲပြင်းပြင်းထွက်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လတွေတုန်းကလည်းပါတီနဲ့ဂျူဗင်တက်ပါတီနဲ့ဆော်ဒီကလပ်တွေအဲ့ဒီလိုမျိုးသတင်းတွေရှိပြီးတော့အခုလက်ရှိအချိန်မှာတော့စပိန်ထိပ်သီးကလပ်တွေနဲ့ပါသတင်းပြန်ထွက်လာတာပါ။ဆိုတော့ပါတီပတ်ချံကိုကြည့်မယ်ဆိုရင်တော့အရှင်းနဲ့သူ့အနေနဲ့ကယ်ရီယာနှောင်းပိုင်းမှာဟိုအသင်းပြောင်းလိုက်ဒီအသင်းပြောင်းလိုက်နဲ့မတည်မငြိမ်မဖြစ်ချင်ဘူး။ အသင်းကြီးတသင်းသင်းမှာ long term contract တခုရပြီးတော့သူဆက်ပြီးကစားခြင်းတယ်ဒီနေရာမှာပြဿနာရှိသွားတာက Arsenal ဖြစ်ပါတယ် Arsenal ရဲ့ကွင်းလည်အထိုင်က fresh ဖြစ်နေတဲ့လူငယ်တွေကတသက်ဒီဘက်က retirement နီးပြီးတော့ကစားသမားဘဝရဲ့အနောက်ဘက်ကိုရောက်နေတဲ့လူတွေကတစ်ဖက်ဖြစ်နေတယ်ဒီရာသီမှာဆိုလို့ရှိရင် Georgian New ထွက်ပြီးဒါကလုံးဝသေးကြတယ်အကယ်၍ပါသေးတာထပ်ပြီးထွက်မယ်ဆိုလို့ရှိရင် Arsenal အသင်းရဲ့ကွင်းလည်အဖြတ် defensive ပိုင်းအတွဲလိုက်ကြီးပြန်လိုနေတဲ့သဘောရှိတယ်လောလောဆယ်မှာ ာတင်ဇူဘီမန်ဒီနဲ့ pre contract agreement ဒီအရန်အစဉ်ပြေနေပြီမကြာခင်မှာအပြီးတက်နိုင်တော့မယ်လို့ပြောထားဆိုထားကြတယ်ဒီသတင်းတွေကလည်းယုံလို့ရတယ်ဒါပေမဲ့ George Nyo နဲ့ Partey တာတပြိုင်တည်းထွက်သွားခဲ့မယ်ဆိုလို့ရှိရင် Arsenal ဒီကွင်းလယ်ကိုအစုံလိုက်ပြန်ခေါ်မှဖြစ်ပါလိမ့်မယ်ဒါဆိုလို့ရှိရင် Martin Zubimendi အပြင်နောက်ထပ်ထပ်ခေါ်မယ်ကွင်းလယ်လူကဘာသူဖြစ်မလဲ လက်ရှိချိန်မှာတော့ Bruno Guimaraes နဲ့တည်င်းတွေထွက်နေပေမဲ့ဒါကလက်တွေ့ဖြစ်လာဖို့ခက်တယ်ဆိုတဲ့သုံးသပ်ချက်တွေလည်းရှိနေတယ်။ Arsenal အသင်းတွေလူတယောက်ခေါ်ဖို့အတွက်နည်းနည်းလေးစဉ်းစားပြီးတော့ပေရှည်တဲ့အသင်းတွေထဲမှာလည်းပါတာဖြစ်တဲ့အတွက်ကြောင့်ပါတီထွက်သွားခဲ့သည်ရှိတော့သူတို့ပြန်ပြီးခေါ်နိုင်မှာလားချက်ချင်းပြန်ပြီးဖြည့်နိုင်မှာလားဆိုရဲမေးခွန်းကလည်းရှိတယ်။လောလောလတ်လတ်တောင်မှတိုက်စစ်မှုမရှိဖဲနဲ့ယာတီဝက်ကြီးကိုဖြတ်တန်းသွားတယ်ဆိုတဲ့အနေအထားမှာပရိသတ်တချို့ကလည်းပါတီထွက်သွားမှာအဲ့ဒီနောက်ကွင်းလဲဟာကွက်ကြီးဖြစ်သွားမှာကိုစိုးရိမ်နေကြတာတော့ရှိပါတယ်။ သို့တော့အာစနယ်ကလာမယ့်ရာသီမှာပေါင်တန်း300လောက်ထိသုံးပြီးတော့နေရအများကြီးကိုအင်းနဲ့အားနဲ့ဖြည့်မယ်ဆိုတဲ့သတင်းတွေလည်းရှိနေတယ်။အခိုင်အမာသဘောမျိုးကိုထွက်နေတဲ့အတွက်ကြောင့်အရန်ကြီးတော့လဲစိုးရင်စရာမရှိဘူးလို့တော့လဲပြောလို့ရပါတယ်။အကောင်းဆုံးကတော့ဇူပီမန်ဒီရောက်လာမယ်လက်ရှိကွင်းလည်းအစုအဖွဲ့နဲ့အတူပါတီနောက်တရာသီလောက်ဆက်ပြီးတော့သွားနိုင်တယ်ဆိုလို့ရှိရင်တော့အာစနယ်အသင်းအတွက်လိုင်ယွန်ညီတွေဖြစ်တဲ့ comfortable ဖြစ်တဲ့အပြောင်းလဲတစ်ခုကိုသူတို့ကင်တွယ်လို့ရတာပေါ့။မဟုတ်လို့ရှိရင်တော့ လက်ရှိအသင်းနဲ့အထာကျနေတဲ့လူနှစ်ယောက်လုံးကတခါတည်းပြောင်းအသစ်နှစ်ယောက်ကတခါတည်းဝင်ဆိုတော့အစဉ်ပြေရင်လည်းပြင်မယ်လိုအပ်ချက်ချီကောင်းရှိတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ကိစ္စကလုံးလည်းချားလည်းလိုက်နေတာပါတစ်ဖက်ကပါတီကြတော့လည်း contract ရှိရှိလေးလိုချင်တယ်ဆိုတော့ဘသူ့ဘက်ကအ short ပေးမလဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရပါမယ်ပါတီဘက်ကပဲဒီနှစ် contract ကိုလက်ခံမလားဒါမှမဟုတ် Arsenal အသင်းဘက်ကပဲလက်ရှိပါတီရဲ့အသုံးဝင်နေမှုကိုထောက်ထားပြီးတော့ကာလအတိုင်းအတာတစ်ခုထိရှိတဲ့ contract ကိုကန်လာမလားဆိုတော့ကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ် ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ